တော့ဆက်တွေတက်တဲ့ခါကျရင်တေချာလေးပြန်ပြီးတော့ view site နေပေါ့လေနော်အဲဒီ grind တက်တဲ့ခါကျရင်လည်း grind တေချာစစ်ပါမယ်ကျွန်တော်ဒီမှာတလက်စားတဲ့ဒီ dynamo တွေ motor တွေအကြောင်းလေ့လာခြင်းနဲ့လူရတာဒါကျွန်တော်တင်ပေးပြီးသားပါနော်တခြားထွန်ဆက်အကြောင်းတွေလည်းဒါကျွန်တော်တင်ပေးပြီးသားပါ rain เนี่ยတော့အဓိကပြောနေတာတော့ခင်ဗျားတို့ကမျိုးထားနေတယ်လို့ထားเนาะနှစ်တိုင်းနဲ့ထားတာဘလူထားတာเนาะ120ဒီဂရီပဲဆောင်းတော့90ဒီဂရီပဲဆောင်းတော့အဓိကပြောနေတာတော့မဆောင်းအောင်ထားเนาะအဲ rain ကြောင်းလဲကျွန်တော်လည်းထပ်မငင်းကျင်ဘူးပေါ့လေเนาะ ရင်းကြောင်းကိုထပ်မညင်းချင်ပါဘူးအဲ့တော့အဓိကရင်းနေစုံအောင်တော့ထားလို့မရဘူးရင်းအဟာလေးတစ်ခုနဲ့တစ်ခုဒဲတော့စုံနေလို့တော့အဆင်မပြေဘူးပေါ့လေနော်အဲ follow ပါမျက်နှာပြင်နေလဲစစ်မယ်ဒါကတော့အတူတူပါပဲတခြားတစ်လုံးတို့ရင်းနဲ့ဒီကောင်မလဲ follow ပါပါတယ်ဒီကောင်မလဲ follow ပါပစ်ချက်ကရှားပါတယ်အဲဒီကွန်တင်တက်တဲ့ခါကျရင်တချို့ဆက်တွေမှာကျွန်တော်ပြောပြီးတာဒီအင်ဂျင်ဝိုင်ခတ်တက်တဲ့အညောက်ကလေးပါတယ် အကောင်လေးမကြိုအောင်ဝေးဥဆိုင်မယ်တချို့ကဇွန်းနေနဲ့တော့ပြန်တက်ပြစ်တာရှိနော်အညောင်ကျိုးလို့ဆိုပြီးတက်ခါတဲ့အဲထွင်လိုက်တယ်ဗောလေနော်ကိုယ့်အကူနောက်မှကျကိုယ်ကုံတာပါပဲပြီးတော့အခုတက်တဲ့ follow ပါဗောလေနော် follow ပါလေးတွေကိုလည်းစစ်ပေးပါမယ်အဓိကဒီကောင်နေမှာတတိထားမှာကဘာမှတော့တိတ်တူတိတ်မရှိဘူးအခုပင်နေဗောလေနော်မာကာလေးခုနကတော့ပြတဲ့မာကာလေးတစ်ချက်ရှိပါတယ်ဒီကောင်ကတော့ plancher ဗောလေနော် အပလန်ဂျာကတော့ဒါကျွန်တော်တလုံးတို့ပလန်ဂျာကတော့အဲကျွန်တော်ပြီးမှအတိစိတ်တင်ပေးပါမယ်နော်ကျွန်တော်ကိုယ်တိုင်ရိုက်တင်ပေးပါမယ်အဲပြောစရာလေးတည်းနည်းနည်းရှိလို့ပေါ့လေနော်အင်ဂျင်ဝိုင်ထည့်တာကကျတော့ကျွန်တော်တို့ဒီဆက်တွေပေါ့နော်ဆက်တွေထောင်လိုက်ရမှာအဲအင်ဂျင်ဝိုင်ပေါင်းတဲ့ဒတန်းနဲ့လောက်ဆိုလဲရပါတယ်ဒါဒတန်းနဲ့ဆိုရင်တော့တော်တော်များပါတယ်နော်အဲအင်ဂျင်ဝိုင်ပေါင်းတဲ့ တန်းလောက်ဆိုရင်ရပါတယ်နော်သူဂိတ်တန်လည်းရှိပါတယ်ဂိတ်တန်မရှိရင်ပြောတာပါဒါဆိုအများကြီးဘိုးဘကြီးပါစောင်းနေပြီးအပြည့်ချန်နေလောက်ပြတာရှိရမိခိုးလိုက်မယ်နော်နင်းထိုင်အော်ဒီ white city ကိုတည်တည်ချာချာလဲပါမယ်ကျွန်တော်ပြောပြီးသားဒီမှာတလက်စားတယ်ချိန်စော engine တွေမှာဒီလို b client white city မလုံရင်မကောင်းရင်လည်းဆက်မနှိုးပါဘူးချိန်စော်တွေကတလက်စားတယ်2 stroke ပါ ဒါကျွန်တော်လည်းအရင်ဒီဗီဒီယိုအတိုတွေရိုက်ရိုက်ပြီးတင်ပေးမယ်အဆင်မပြေဘူးလေနော်အဲ့တော့ဒါကြောင့်မလို့ဒါဒီဗီဒီယိုတွေကကျွန်တော်ကနေ YouTube ကနေယူလိုက်ပြီးကျွန်တော်အတန်ထည့်ထားတာပါဘာလို့ဆိုတော့ကျွန်တော်လည်းဒီပြင်နေတစ်ဖက်နဲ့ကျတော့တိတ်အဆင်မပြေဘူးလေနော်ဗီဒီယိုကြီးထိုင်ရိုက်နေဘူးကွာကျတော့ဒီပိုင်ရှင်ကိုထိုင်ရိုက်ခိုင်းရအောင်လည်းပိုင်ရှင်ကလည်းလောက်ကူနေတာဆိုတော့ပေပွားနေကြတာပေါ့လေနော်အဆင်ကတိတ်မပြေကြီးဒါကြောင့်ပါအဲအားရင်တော့ကျွန်တော် ရိုက်တင်လဲအတူထွားတွေဖြစ်တာရယ်ဗီဒီယိုမငြိမ်ဘူးပြောတာရယ်ကြောင့်ဒါကျွန်တော် YouTube ကနေယူပြီးတင်လိုက်တယ်ဗောလေနော်အဓိကကတော့ပညာလိုချင်တဲ့အတူတွေပဲဗောနော် ချို့ဒီမှာပလက်ကွိုင်နဲ့တက်တဲ့စနစ်တွေမှာကျွန်တော်တို့ကဒီပလက်ကွိုင်လေးနဲ့အဲ့ဒီအရှိလဲတဲ့တန်လိုက်တုံးတဲ့ကိုကျွန်တော်တို့ကပင်လင်ပုံးစက်ကူတပြားစာလောက်ပဲချားပါမယ်နော်အဲဘားဒီမျက်နှာပြင်နေတာကြီးမနှိမ့်စေပါနဲ့ဒီကောင်မှာတော့ဘားကတော့ကျွန်တော်တို့ဒီဆိုင်ကယ်ဒီကစနစ်အတိုင်းပါပဲတခြားဆက်ကြီးတွေကစနစ်အတိုင်းပါပဲအဲတချို့ကျွန်တော်တို့ဒီမြန်မာပြည်ရဲ့အတုံးများတဲ့ကောင်တွေမှာတော့ဘားကကျွန်တော်တို့ ဒီအဟိုက်ကလေးတစ်ဖက်ချမ်းနဲ့လာပါတယ်เนาะဟိုက်တစ်ဖက်ချမ်းလေးနဲ့လာတာပါပြီးတော့ဒီအရှိမကျွန်တော်တို့ဒီ gasket တက်တဲ့နေရာပေါ့เนาะ gasket တက်တဲ့နေရာမှာကျွန်တော်တို့ gasket ကိုကော်လုံးဝမတုံးပါနဲ့ဟဲ့ gasket ကိုကော်တုံးစရာမလိုပါဘူးเนาะဘာမတုံးပါနဲ့ပြဿနာကြီးတက်ကုန်မယ်ပြီးရင်ဒီ type flight တန်နေပေါ့เนาะ type flight တန်နေကိုလည်းတခြားသူ share follower ခွက်တယ်ကြအောင်ထည့်ပါမယ်အဲ့တော့အမ်းမောင်းပါเนาะ အဲဘားချိန်တဲ့အနေအထားမှာကျွန်တော်တို့ကဒီဘားချိန်ကတအားဝေးထားရင်စက်ဒီမှာကျွန်တော်တို့ဘက်ပြန်လာလေရှိတယ်ကျွန်တော်တို့ကျိုးဆွဲပြီးနှိုးရတာတအားမာတာတွေရှိတယ်ဒါကတော့ဘားချိန်တဲ့အနေအထားပြဿနာပါเนาะဘားမမှန်တာဘားတာတင်းလွင်လည်းဖြစ်တယ်ဘားတာဝေးလွင်ကျိုးတွေယုတ်တယ်ဘက်တွေတုတ်တယ်เนาะခင်ဗျားကခင်ဗျားဘလောက်အားရှိရှိเนาะဘားချိန်တာမမှန်ထားရင်ပြဿနာတက်နေတတ်တယ်အဲဒါမျိုးကြီးဖြစ်တတ်ပါတယ် ဘာစီနံပါတ်မှာအခြေခံဆွဲရရမယ်နော်အခြေခံဆွဲပြီးအမှဘက်ပြန်လာရပြဖြစ်တတ်တယ်တားမာနေရပေါ့နော်ဆွဲရတာအဲဘိုင်းလေးကြီးလည်းတည်တည်ချာချာချိန်ပါမယ်နော်တော့တချို့ဒီကျွန်တော်တို့ Honda တွေ Kawa Kawa တွေမှာတော့ကျွန်တော်တို့ဘာတစ်ဖက်နဲ့တစ်ဖက်နဲ့နည်းနည်းလှုပ်ယုံမယ်နော်အရှင်းနောက်ဆွဲလို့အခုလိုရှင်းနောက်ဆွဲလို့မရရဘူးနော်ဒါကစနစ်တစ်ခုချာမဟုတ်ပါအဲဘာအကြောင်းတွေကကျွန်တော်နောက်ပိုင်းမှာကျွန်မဒီချာပြန်ပြောပြပါမယ်အဲကျွန်တော်တို့ဒီ సై ကယ်ကြီးဘာချိန်နေဆိုရင်ဗျာ တစ်ဖက်နဲ့တစ်ဖက်ကို ရှင်းနောက်ကိုတားကြီးမလုပ်ရအောင်ပြောရရင်ရှင်းနောက်မလုပ်ရဘူးဘေးလေးကိုပဲလက်ကစားရတယ်အဲဒါမျိုးစနစ်နဲ့ချိန်တာပေါ့နော်အဲဒီစနစ်မှာတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ကားချိန်တဲ့စနစ်တွေနဲ့ကြားရင်လည်းအတူတူပါပဲနော်ရှင်းနောက်ကစားတာရတယ်သူကဘေးမှာကစားလို့မရတာရှင်းနောက်ကကစားတာအဲပြီးတော့ပြုတ်ပြင်ပြီးလို့ပေါ့နော်ပြုတ်ပြင်ပြီးလို့ဆက်ကနှစ်ချက်နဲ့မှမနှုံးရင်တော့ဒါပြင်တဲ့လူနဲ့တော်တော်ဆိုင်သွားပြီးအနည်းဆုံးတော့တစ်ချက်နဲ့နှိုးရမယ်နော် နဲ့တုံးတုံးကောက်တုံးကောက်လောက်မှာဆက်ကလုံးဝမပေါက်ခဲ့တော့ဘူးဆိုတာပြင်တဲ့လူနဲ့တော်တော်ကိုမဆိုင်သွားပါပြီနော်အင်လက်တွေကိုလည်းတေချာစစ်မယ်အဲကာဗနာချိန်ကြီးရောနောက်ပိုင်းကျရင်ကျွန်တော်တင်ပေးမယ်တည်တာနော်အဲ့တော့သူကဒီ injection စနစ်ဖြစ်တဲ့အတွက်ကြောင့်မူပန်းနဲ့နော်စဲပါလာတာ